จิตตาโรတဲ့ဥချင်းသဘောတရားကိုစဉ်းစားရမယ်ဆိုတဲ့အချက်ကိုမဟာဘယ်အကျိုးစီးပွားကိုမြုပ်ကိုပြီးတော့ခိုင်းတာလဲဆိုရင်တဲ့နော်ဆိုကြပါစို့တဲ့တတ္တဝါတွေမှာမာဆိုတာတွေရှိတယ်မာနေမှာအမျိုးမျိုးရှိတယ်နော်မာနော်မာနာကနေကြောင်းလဲလာတဲ့မာပေါ့နော်အဲ့ဒီမာနေမှာအမျိုးမျိုးရှိတဲ့အထဲမှာအဋ္ဌိပိ ပနေယုပနမတောရေနမတေနမတ္တသတ္တဝါတွေမှာယုပနမန်လို့ဆိုရတယ်အယွေမန်ဆိုတာရှိပါသေးတယ်နော်ငါနှုတ်ပြူသေးတယ်ငါအယွေရှိသေးတယ်လုံနိုင်သေးတယ်ကန်နိုင်သေးတယ်ဆိုတဲ့မန်အဲ့ဒီမဟာသတ္တဝါတွေမှာပါလေရှိနေတယ်အဲ့ဒီယုပနဆိုတဲ့အယွေမန်တည်ရေနမတေနမတ္တ အဲ့ဒီအရွယ်မှန်နဲ့ရင်မှုနေတဲ့ပုဂ္ဂိုလ်ဟာကာယေနဒုစရိတံဆိုတဲ့ဒီဝါစာယဒုစရိတံဆိုတဲ့ဒီမနတံဒုစရိတံဆိုတဲ့ဒီတဲ့အဲ့ဒီအရွယ်မှန်နဲ့ရင်မှုတဲ့ပုဂ္ဂိုလ်ဟာကိုယ်နဲ့လည်းပဲမကောင်းတာကိုလုပ်တတ်တယ်နှုတ်နဲ့လည်းပဲမကောင်းတာကိုပြောတတ်တယ်စိတ်နဲ့လည်းပဲမကောင်းတာကိုကြံတတ်တယ်ဒါမျိုးဆိုတာပြတ်ပိရိတံညာနဲ့ကြည့်ပြီးတော့ပြောထားတာနော်အရွယ်မှန်လွှမ်းမှုပြီးတော့အရွယ်မှန်နဲ့ရင်မှုနေတဲ့ပုဂ္ဂိုလ်တယောက်တည်း ကာယဒုစရိုက်ဝစီဒုစရိုက်မနောဒုစရိုက်ဆိုတဲ့ဒုစရိုက်၃ပါးကိုလွန်ကျူးမိတတ်တယ်။ဒုစရိုက်ဆိုတဲ့မကောင်းမှုကိုလုပ်ပြီးဆိုရင်မကောင်းမှုရဲ့ရလဒ်တွေဆင်းရဲဒုက္ခပါတွေ့လို့တခြားမရှိဘူး။ဟုတ်ရဲ့လား။ခုတကမှတို့ဦးဇင်းတို့တွေဆင်းရဲတယ်ဆိုတာအဲ့ဒီဒုစရိုက်တရားမကင်းနိုင်ဘူးလို့ဆင်းရဲကြတာ။ဆိုကြပါစို့။တတ္တခုမှုကာမေတုဆိုတဲ့ကာယဒုစရိုက်တို့ကင်းကောင်းကင်းမယ်ပေါ့။နော်။ဝစီဒုစရိုက်နဲ့စစ်တမ်းထုတ်ကြည့်လိုက်တော့ဤကုန်ပြီ။ လိမ်ရတဲ့စကားခင်ကောင်းခင်ပဲကုန်းတိုက်တဲ့စကားကြတဲ့တစ်ခါတလေကိုကိုရေစဲနှင်းစီခြင်းလို့ငါကမိကိုချစ်ပါတယ်ဆိုတာကိုသိသိချင်းလို့တုံးမဟုတ်ဘုံတိတာတစ်ခုခုကိုအကြောင်းပြုပြီးတော့ပူပူတာတာလေးပြောလိုက်လို့ဟိုတစ်ဖက်လူတွေရဲ့ချစ်ခင်တာတွေပျက်စီးသွားတာတွေရှိနိုင်တာတွေမရှိဘူးလားရှိတယ်ညှိတတ်တယ်နော်အနောက်ပြီးတော့စိတ်လိုက်ပါပါပြောလိုက်လို့ကြက်ထက်တဲ့စကားတွေထွက်သွားတာမျိုးကိုမရှိနိုင်ဘူးလားရှိနိုင်တယ်အေး တံဖပလာပဆိုရင်စပယ်ဖြင်းစပယ်တိန်ညာလို့ဘာအနှစ်အဆမမပါတဲ့စကားမျိုးကြောင့်ရှောင်ဖို့အင်မတန်ခက်သပြီဝစီဒုဒ္ဒတ်ကျမ်းတော့ပိဋကတ်တော်ဝန်လို့ဝိဇ္ဇတတွေမလုတ်ကင်းနိုင်သေးဘူးဆိုတာကိုပြောနေတာနော်ဟောမနောဒုဒ္ဒတ်ဆိုတော့ပိုးတောင်ခက်သွားပြီဟုတ်ရဲ့လားသူများပြည်စီကိုပြည်စီဖြစ်ခြင်းနဲ့အတိလောဘလို့ဆိုကြပါစို့အပိစာနော်ဒီခါတည်း မူရိတာဖြစ်တာလို့လို့ဝန်တာလို့အာရတာလို့လို့နဲ့ဘာတွေဖြစ်ရင်ကောင်းမှာဆိုတဲ့အတွေ့အကြုံတွေလည်းပေါ်တဲ့သေးတယ်ဟုတ်လားဗျာပါတော့ဆိုတဲ့တစုံတည်းရောက်သူမဟုတ်တစုံတခုတော့အခြေအနေကိုမကြည်မနှက်ဖြစ်ပြီးတော့စိတ်ထဲမှာမပြေမလည်ကြီးခံစားနေရတာမျိုးကတော့အမြဲတမ်းလိုလိုရှိနေဘူးလားရှိနေတယ်ဗျာပါတာဟုတ်လားဘိစာအတိတ်ကြီးဆိုတာကတော့ဘုဒ္ဓဘာသာဝင်သူတော်စင်တွေဖြစ်တဲ့အတွက်ကြောင့်လုကင်းတာကများပါတယ်ဟုတ်ရဲ့နော်အဲ့ဒီတော့ဦးဇင်းတို့ပြောနေတာက အရွယ်မှာလွန်မိုးလာလို့ရှိရင်ဒုစရိုက်ကိုပြုတယ်ဒုစရိုက်ကိုပြုရင်ဒုက္ခကမလွတ်နိုင်ဘူးဒီအချက်ကိုပြောရင်လားနော်အေးဒါကြောင့်ဒုက္ခလွတ်ချင်တယ်ဆိုရင်ဒုစရိုက်ကလွတ်ဖို့လိုတယ်ဒုစရိုက်လွတ်ချင်တယ်ဒုစရိုက်ကင်းချင်တယ်ဆိုရင်ဒုစရိုက်ပြုကြောင်းအကြောင်းတရားအများကြီးရှိတဲ့အလက်ကဒီနေရာမှာထောက်ပြထားတဲ့ယုပနာမန်ဆိုတဲ့အရွယ်မှာကိုကြောက်အောင်လုပ်ရတယ်ဥခြင်းကိုစဉ်းစားရင် အဲ့ဒီဒုစရိုက်တရားတွေဖြစ်ပေါ်ရောက်ဖြစ်တဲ့အယွဲမှန်သည်ပပျောက်တည်းသူမဟုတ်ပါသွားလိမ့်မယ်တဏုကရနော်ပူဇင်တရားကိုအမှန်စင်သားလို့ရှိရင်ဒုစရိုက်တွေပေါ်စီတဲ့ယုဂနမန်းဆိုတဲ့အယွဲမှန်ဟာပျောက်သွားလိမ့်မယ်သို့တော့လုံးလုံးမပျောက်တော့မှပါသွားလိမ့်မယ်ဒါကိုမြတ်စွာဘုရားပြောတယ်နော်အဲ့တော့ဦးဇင်တို့ပေးတာပေါ့တော်တော်ကောင်းတော့ ။ဘာကြောင့်မြတ်စွာဘုရားကိုခြင်းတရားကိုစဉ်းစားခိုင်းတာလဲဆိုရင်အဲ့ဒီမှန်ကိုကြားသိခြင်းလို့အရွယ်မှန်ကြားသိခြင်းလို့အရွယ်မှန်ကြားမှဒုဒ္ဒိုက်ခင်မှဒုဒ္ဒိုက်ခင်မှဆေခင်မှတရားကွင်းဆက်ကိုလည်းအဲ့ဒါလို့အမေ့စီနဲ့ဟုတ်ရလားအေးဒါကြောင့်ပထမဦးစွာဒီအိုခြင်းသဘောတရားကိုစဉ်းစားရမယ်။ဟုတ်လား။ငါရဲ့အစင်းနဲ့အသက်ဟာအချိန်နဲ့အမြန်ကုန်လိုက်နေတယ်၊နင်းလိုက်နေတယ်။ ဟုတ်လားဟိုပေးတယ်လို့စဉ်းစားနော်အမြဲတမ်းဒီအစင်းဟာရုပ်လျော့ပြီးတော့နိုင်နေတယ်ငငယ်တော့ကတကယ်မှနုနုထွတ်ထွတ်ကလေးလေးတိုင်းတော့ခံနိုင်တာမဟုတ်ဘူးဟုတ်လားအဲ့ဒီကနေတဖြည်းဖြည်းနဲ့တင်းတောင်တင်းတယ်လေးဖြစ်ပြီးတော့ဟောနောက်တော့တဖြည်းဖြည်းနဲ့မဖြစ်တယ်လို့ပူမင်းလာဘလူမှဒါကိုကိုတွန်းလန့်လို့မရဘူးသူ့တဘာဝရှိလားဟိုအရှင်ငငယ်တော့က15နှစ်သားတော့မှစိတ်ထားတဲ့ဓာတ်ပုံလေးရှိတယ်အဲ့ဒါကြောင့်မှနေတော့ကကိုရင်တွေကိုပြ ာပဲစုပ်ပေါ်ပြုံးဆိုတော့ကိုရင်တွေကမတည်ဘူးတဲ့အဲ့ဒါဝိဇင်ကတေချာကြည်စမ်းမအောင်ပေါ့မတည်ဘူးဆိုတော့မျက်ခုံးမွေးလေးတောင်မတူတော့ဘူးလားမအောင်အဲ့ဒါပြောတော့သူတို့ကတေချာကြည်တယ်အဲ့ဥစဉ်ပုံမှန်အေးလို့ပြောတော့မယုံဘူးလေဟုတ်လားလားတကယ်နော်အဲ့ဥစဉ်ပုံကိုဥစဉ်ပုံလို့မယုံဘူးကလေးတွေလား ဒါကြောင့်ပိဿပေါင်းသူတော်ကားတို့လည်းအိမ်မှာငငယ်တုန်းကလိုက်ထားတဲ့ဓာတ်ပုံလေးတွေမာလေးတွေရှိရင်ထုတ်ပြီးတော့ကြည့်စေခြင်းနဲ့ငငယ်ငယ်တုန်းကတော်တော်တင့်နေခဲ့တာပဲဆိုတော့မာနေဝင်ဖို့မဟုတ်ဘူးအခုအဲ့ဒါတွေလုံးဝမရှိတော့ပါလားဆိုတာကိုသိနေခြင်းလို့နောက်ခန္ဓာရဲ့သဘာဝလောကရဲ့သဘာဝဒါတွေကိုနားလည်စေခြင်းလို့ကြည့်ခိုင်းတာ